အားလုံးပဲမင်္ဂလာပါတရှင်တွေအကျိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့တရှင်က limited motion နည်းလေးကိုရှင်းမှာဖြစ်ပါတယ် limited motion တဲ့အခါမှာလည်းသတိထားရမယ့်အချက်လေးတွေရှိပါတယ်နော်ဒါလေးလေးကိုလေ့ထားပြီးတော့တရှင်ရှင်းမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကဒီသင်ခန်းစာလေးက grade 10သင်္ကန်းစာတော့မဟုတ်ပါဘူး။ဒါကြောင့်မို့လို့ဒီချက်က for you ဆိုတဲ့เนาะခေါင်းစဉ်လေးနဲ့ဗီဒီယိုလေးကိုဖန်တီးပေးတာဖြစ်ပါတယ်။ကြည့်ရအောင်เนาะ။ မင်္ဂလာပါလက်မဲ့20နည်းကိုတရားရှင်းမှဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာဆိုရင်မေခွန်းလေးကလက်မဲ့ x tends to 1 x square minus 2 x plus 1 over x square minus 1ဆိုတော့ဒီအပိုင်းကိန်းလေးကိုကြည့်မယ်ဆိုရင်ဒီအပိုင်းကိန်းလေးဟာအရှင်းဆုံးပုံစံကိုခြေရှားလို့ရတယ် ရသေးတယ်เนาะအဲ့ဒီလို့ဆိုရင်ခြေတို့က limit ကိုအရင်စပြီးတော့မတွေ့ရအောင်အရှင်းဆုံးပုံစံလေးကိုအရင်ရှင်းရတာဖြစ်ပါတယ်ပြီးမှခြေတို့က limit တန်ဖိုးလေးကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့လို့ limit တန်ဖိုးကိုတွေ့တော့မယ်ဆိုရင်ခြေတို့ကလက်ချက်သတိထားမှာဖြစ်တယ်မိခွန်းလေးကိုကြည့်မယ်မိခွန်းလေးဟာအရှင်းဆုံးပုံစံဖြစ်ပြီးဆိုရင်တော့ခြေတို့ limit တန်ဖိုးထားတဲ့အစားသွင်းပြီးတွေ့လိုက်ရုံပါပဲ ဒီအရှင်းဆုံးပုံစံမဟုတ်သေးဘူးဆိုရင်တော့เนาะပထမနံပါတ်1ချက်အရှင်းဆုံးပုံစံလေးပြောင်းမယ်နံပါတ်2အချက်မှာ limit တန်ဖိုးလေးကိုရှားမှာဖြစ်ပါတယ်ခုဒီမှာဆိုရင်တော့အရှင်းဆုံးပုံစံလေးကိုအရင်ပြောင်းမှာဖြစ်တယ်။ဒါကြောင့်မို့လို့ကိုက limit တန်ဖိုးကိုတန်းတွက်တာမဟုတ်တဲ့အတွက်เนาะဒီမှာပြင်ပြချင်းလေးပြီးလို့ရှိရင် limit x tends to 1ဆိုတာလေးကိုရေးထားရမယ်။ ပြီးတော့မှ share လို့ကဒီအရှင်းဆုံးပုံစံလေးဖြစ်အောင်ပြောင်းရမယ်ပေါ့နော်အဲ့တော့အရှင်းဆုံးပုံစံလေးကိုပြောင်းတဲ့အခါမှာဒီဒီပိုင်းဝေလေးကနော် x2 2x 1ဖြစ်တဲ့အတွက်သူ့ကိုချက်ကစာခွဲကိန်းလေးခွဲလို့ရတယ်။ဒါကြောင့်ခွဲလိုက်တဲ့အခါမှာနော် x 1 x 1ဆိုပြီးတော့ဒီ ဟိုစာခွဲခိုင်းခွဲလေးနှစ်ခုတူးနေတယ်ပေါ့နော်အဲ့ဒါလေးနှစ်ခုရတယ်အဲ့ဒါလေးကိုချဲလို့ဒီမှာဖြတ်ပြီးတော့ရေးမယ် x 1 multiply x 1ဒါပိုင်းဝေပေါ့ပိုင်းရေကတော့ x 2 minus 1လို့ပြောတဲ့အတွက် x 2 1 2ပေါ့နော်အဲကြောင့်ဘုံလို့နှစ်ထပ်ကိန်းနှစ်ခုခြားလာခြင်းပုံစံလေးဖြစ်တဲ့အတွက်သူ့ကိုချဲလို့စာခွဲခိုင်းခွဲလိုက်တဲ့အခါမှာ x 1လေးရဲ့ x 1လေးရဲ့ဆိုပြီးတော့နှစ်ခုရလာ ဖြစ်တယ်။ဒါလေးကိုတစ်ချက်တော့ပိုင်းချိန်မှာရင်းမယ် x 1 multiply x 1အဲ့တော့ပိုင်းဝင်တဲ့ပိုင်းချိန်မှာ x 1 x 1ကတူးနေတယ်ပေါ့နော်။ဒါဆိုသူတို့နှစ်ခုပြုတ်သွားမယ်။အဲ့ဒါဆိုရင်တစ်ချက်တော့အရှင်းဆုံးပုံစံလေးရပြီ။ ln မယ် x tends to 1အပိုင်းကိန်းလေးက x 1နဲ့ x 1ဆိုတာလေးရပြီအဲ့လိုအရှင်းဆုံးပုံစံလေးရပြီဆိုတော့မှတစ်ချက်လို့ကဒီ limit extends to 1ဆိုတဲ့အထက်ကเนาะ1ကလေးကို x နေရာမှာအစာသွင်းမယ်ပိုင်းရေ x နေရာမှာလည်းအစာသွင်းတော့မှာ limit တန်ဖိုးရှာတယ်လို့ခေါ်ပါတယ်အဲ့ဒါကြောင့်ဟိုတကယ်လို့ဒီမှာတော့ limit လို့ထည့်ရေးစရာမလိုတော့ဘူးเนาะအစာသွင်းတာလေးကိုကျွန်တော်ရေးမှာဖြစ်တယ်ပိုင်းဝေ1 -1 ပိုင်းရေ1 1နေရမယ်အဲ့တော့ရှင်းလိုက်တဲ့အခါမှာ0 over 2ဆိုတာလေးကိုရတဲ့အတွက် ူ့ရဲ့ limit တန်ဖိုးတော့အဖြစ်လေးဒီဇီရုံးဆိုတာလေးရပါတယ်။ဒါကတော့ limit တန်ဖိုးရှာနေအစဉ်စဉ်လေးကိုထည့်ရှင်းပြတာဖြစ်ပါတယ်။နောက်ဗီဒီယိုလေးမှာလည်း limit တန်ဖိုးရှာတာကိုတရားဆက်ပြီးတော့ရှင်းသွားအောင်မှာဖြစ်ပါတယ်။